အားသောဝါလာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာညနေခင်းပါခင်ဗျာဧပြီလ14ရက်နေ့ရက်နောက်ဆုံးရအာဆင်ညနေခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ပထမအုံတင်းတဲ့ပုဂ္ဂိုလ်တော့ TV ရဖော်ပေါ်ကဖော်ပြထားတဲ့ဘူးကောက်စကားသတင်းတွေပဲကျွန်တော်တို့သွားလိုက်အောင် ။ဘူကောအာဆာကနဲ့ပတ်သက်ပြီးလက်ရှိချိန်မှာအာဆင်နယ်သင်းတာဝန်ရှိသူတွေကဦးစားပေးစာချုပ်တက်တန်တူမှုစူးစမ်းတဲ့ကစားသမားတွေရဲ့တရားဥပ္ဖြစ်လှုပ်ဆောင်နေပါတယ်။ TBR ဖော်ပေါ်ရဲ့ဖော်ပြထားချက်ရဆိုရင်တော့အာဆင်နယ်ရဲ့အာဆာထရိုက်တာတဲ့ entry bata ကိုတိုင်းဒီစာချုပ်တက်တန်တူရေးကိစ္စကိုစတင်ပြင်ဆင်နေပြီးတော့ဘူကောအာဆာကသာအကယ်၍ဒီစာချုပ်မှာလက်မှတ်ထိုးဖြစ်ခဲ့မယ်ဆိုရင်အာဆင်နယ်ရဲ့ပထမဆုံးစာချုပ်ကမ်းလှမ်းမှုသည်အသင်းရဲ့လုံခရစားအများဆုံးတပတ်ပေါင်3သိန်းဆိုတဲ့အနေထားနဲ့စတင်ကမ်းလှမ်းသွားဖို့ရှိရဲဒါကိုလည်းຫນွေဈေးကွက်မတိုင်မှာ ဘူကောအိုဆာကာလက်ထဲကိုစာချုပ်အစ်စ်ကမ်းလှမ်းမှုအတွက်အသင်းတာဝန်ရှိသူတွေကတော့ပြင်ဆင်နေပါတယ်။ဒါကအသင်းမှာ လောက်ခသာအများဆုံးဖြစ်တဲ့ခိုင်ယံဘတ်23000နဲ့ဒုတိယအများဆုံးဖြစ်တဲ့ဂါရီဂျေဆူး23650ထက်တိတတာများသွားတော့မှာပါဘူကောက်စာကတော့အာဆီနယ်နဲ့2029ခုနှစ်ထိစာချုပ်တက်တန်းရှိသေးမယ်တကယ့်ကို quality မြင့်ကစားသမားတွေဆိုရင်နှစ်နှစ်ကြာကြာတက်တန်းရှိတဲ့ကွာတက်တန်းတိုးလေးရှိတဲ့အာဆီနယ်ရဲ့နီးပြူဟာရလက်ရှိအချိန်မှာတော့စာကာပါဝင်ဂီဘရီမကာယီဝီလျံဆာလီပါထရော့ဆတ်တို့ကိုလည်းတက်တန်းတိုးဖို့ပြင်ဆင်နေပါတယ်အဲဆို23နှစ်အင်္ဂလန်သားကတော့အာဆီနယ်ကိုသဘောကျတယ်အာဆီနယ်မှာဆက်ပြီးနေ ခြင်းနဲ့ဒီမှာကြီးပြင်းခဲ့ရတာဂုံရဆူကြီးမကြခဏထုတ်ပြောနေမိမယ်လေစကားိုက်ထက်ဆက်လို့ရှိရင်စကြုံးတက်တန်တိုးလိုက်တဲ့လက်မှတ်တစ်ချက်ကပဲလက်ရှိချိန်မှာအသင်းအတွက်ပို့ပြီးရေးပါနေပေါ့လေအသင်းကလည်းဒါကိုကောင်းကောင်းသိပါတယ်မကြခင်မှာနှစ်နှစ်ကြော်တက်တန်းနေပြီးတော့ຫນွေစည်းကွက်ကြရင်အခြားလူဝဲတဲ့ကိစ္စတွေရှုပ်မှဖြစ်တဲ့အတွက်အဲ့ဒီမတိုင်မီဘူကောက်ဆာကလက်ထက်ကိုလည်းဒီတက်တန်းတို့တဲ့ စာချုပ်အစ်ကိုပေးပို့သွားဖို့ရည်ထားတယ်ဗောလေအဲ့တော့ဒီကစားသောလက်ရှိချိန်မှာတပတ်ကိုပေါင်း3,900ရနေရပါတနှစ်ကိုပေါင်း10တသမတသန်းဗောလေ2018ခုနှစ်တုန်းကတပတ်ပေါင်း1,000ပဲရတဲ့ချက်တိတ်လေး2020ခုနှစ်မှာတပတ်ပေါင်း8,000 အဲ့ရနေစာချုပ်သက်တမ်းတိုးလိုက်တာက2023မေလရဲ့စာချုပ်သက်တမ်းအရာဆိုရင်3,950နဲ့2029ခုနှစ်ဒီသက်တမ်းတိုးလိုက်တယ်လူငယ်ကစားသမားဘွားတွေကအာဆင်နယ်စီနီယာ level ကိုတဖြည်းဖြည်းနဲ့သက်တမ်းတိုးရင်းတိုးရင်းနဲ့လောကစားများလာသလိုကစားသမားရဲ့ quality တွေကလည်းတဖြည်းဖြည်းနဲ့ world class player ဖြစ်လာခဲ့တယ်အခြားပိသက်တွေကတော့သူတို့စီကကစားသမားလေးတယောက်ယောက်ထူးချုံပြောင်းလုပ်ပြီးအောင်မြင်လာတာတွေ့လို့ရှိရင်ဘူကာအိုဆာကာလက်သက်ဆိုပြီးပြောလာအောင်ကြီးကြီးအဖြစ်စာကိုင်းရဲ့ class စာကိုင်းရဲ့အစင်တောင်ကျုံတွေ့မြင်လာရတယ်ဗောလေအဲ့တော့ဒီကစားသမားတို့ ာသီမှာ28ပွဲမှာ19သစ်ပြီးတော့13လုံးဖိထားပါတယ်။ဘူကောအစာကာကဒီယာသီမှာ3လကျော်ကျော်လောက် injury ကြောင့်နားနေခဲ့ရပေမဲ့အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားတွေရဲ့တယောက်ဖြစ်တော့ရှိရုံပဲ။ twin goal အများဆုံးကတော့ခံရဘက်ပေါ့လေ။ဒါပေမဲ့ဘူကောအစာကာက twin goal ဖန်တီးမှုစုစုပေါင်း23လုံးထိအသင်းကိုပံ့ပိုးကူညီထားပါတယ်။အသင်းအတွက်ပြန်ပြီးပထမဆုံးဝင်ပြီးကစားဝင်ရတဲ့ဖူဟန်အသင်းရဲ့ပွဲစဉ်မှာတော့မှဂိုးစတင်သွင်းနိုင်ခဲ့တယ်ဗောလေအဲ့တော့ဒီကစားမနဲ့ပတ်သက်ပြီးတော့ အသင်းကလုံးဝလက်လွတ်မခံချင်တာဖြစ်လို့ကစားသမားတွေဟိုလောမှာမီဒီယာထပ်မှဖြေကြားထားဥပါတယ်။အာဆင်နယ်ပိတ်သက်တွေသူ့ကိုကြိုးဆိုခဲ့တာရောဒီအသင်းကအမြဲတမ်းသူ့ကိုဖိမပေးခဲ့တာရောဒီအသင်းနဲ့ပတ်သက်ပြီးသူ့ရဲ့ခံစားချက်ကပြတ်သားတာဖြစ်တဲ့အတွက်ပြောစရာအနာဂတ်ဒီအာဆင်နယ်မှာပဲဆက်ပြီးရှိနေမှုများပါတယ်ဆိုပြီးတော့သူကဝန်ခံထားဥတယ်။အဲ့တော့အာဆင်နယ်အသင်းတာဝန်ရှိသူတွေဘူကောက်ဆာကောင်ຫນွေစည်းကွက်မတိုင်မှာတက်တန်းတွန်းနိုင်မှာကျွန်တော်တို့စောင့်ကြည့်သွားမှာပါ။ ဒုတိယမြောက်သတင်းတပုတ်ကိုတော့ဖဘောတော့လန်ဒန်ဖော်ပြထားပါလေဒါရီယယ်မက်ဒရစ်နဲ့အာဆင်နယ်တို့ရဲ့ချန်ပီယံလိဒုတိယကြော့ကွာတာဖိုင်နယ်မှာတိုင်မှာနောက်ဆုံးရတဲ့သတင်းအထူထွားတွေအားလုံးကိုကျွန်တော်ကစူးစီးပြီးဖော်ပြပေးတာပါပထမဖဘောတော့လန်ဒန်ရဲ့ဖော်ပြထားချက်ရဆိုရင်တော့ဒုတိယအကြော့ကွာတာဖိုင်နယ်ပွဲစဉ်မှာရီယယ်တို့ရဲ့အားကိုးရတဲ့ကွင်းလင်သားမှဒန်နီစီဘီလော့ပြန်ပြီးပါဝင်လာတော့မှာပါ28နှစ်ရဲ့စပိန်သားကတော့အာဆင်နယ်သင်းစီမှာ2019-2021ကာလတွေတုန်းကအငှားလာရောက်ကစားခဲ့မှုတဲ့ဒုတိယကြော့မှာသူကပြန်ပါလာမှာဖြစ်လို့အခြားကစားသမားတအုပ်ဖြစ်တဲ့ဒီချူအာ အဓိကလေဒီပွဲစဉ်မှာပြင်ပြီးပါလာမယ်ပေါ့လေအဲ့မှာလွဲချော်မဲ့ကစားသမားတွေကတော့အနီကက်ထိခဲ့တဲ့ကာမာဘင်ကတော့လွဲချော်မဲ့ဖာလန်မန်ဒီကာဘာချဲမီလီထာဝိုတို့ကတော့အင်ဂျူရီကြောင့်လွဲချော်မှာပါအမ်ပါပေကတော့မနီယာညာကလာလီယာအလာဘတ်အသင်းရဲ့ပွဲစဉ်မှာဒါအနီကက်ထိခဲ့ရင်ပဲလေပြည်တွင်းပြိုင်ပွဲတွေရဲ့အနီကက်ဖြစ်တဲ့အတွက်ချန်ပီယံလိကိုတော့တက်ရောက်မှုတော့မရှိဘူးဒီညမှာနောင်ဟာစင်နဲ့ဖော်ပြထားတဲ့အချက်၃ချက်ကစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါရီယယ်မက်ဒရစ်တို့ကသူတို့ရဲ့ ဘောလုံးသမိုင်းမှာတခါမှမကြုံဘူးတဲ့ကြိုးစိုးမှုမျိုးနဲ့အာဆင်နယ်ကိုကြိုးစိုးဖို့တဲ့သူတို့ကပြင်ဆင်နေတယ်။ဘာနေဘီယူကိုတွားရလန်တျောက်မှာပေါ့လေ။နောက်တစ်ချက်ကကြတော့သူတို့ပေးသက်တွေနေနဲ့အာဆင်နယ်နဲ့ကန်တဲ့အချိန်မှာအားပေးမှုတွေပိုပြီးပြင်းထန်ဖို့အတန်တီပိုပြီးစုညံဖို့အတွက်သူတို့ရဲ့ဘာနေဘီယူကွင်းကြီးကိုအမိုးပိတ်ပြီးတော့ ပွဲချိန်အတွင်းကျင်းပသွားမယ်လို့လည်းကြားသိရဆိုလိုချင်တာတော့အလုံးပိတ်ထားမယ်ငါတို့ပေးသက်တွေကဝိုင်းပရက်ရှာပေးမယ်မင်းတို့အမားလှုပ်ဆန်းဖို့ဆိုတဲ့ပုံစံမျိုးနဲ့ပရက်ရှာပေးဖို့ပြင်ဆင်ထားပါလေဒီတော့လည်းအာဆီနယ်ပလေယာတွေကအသင်းနီးပြအဖွဲ့ဝင်တွေအိုက်တာတို့ကကောင်းကောင်းကင်တွေသွားနိုင်ဖို့လိုအပ်တယ်ပါလေနောက်ဆုံးတစ်ချက်ကတော့ဒီပွဲစဉ်မကန်မီမှာဒါအဝတ်လဲကန်းထဲမှာဖြစ်ဖြစ်သူတို့ပလေယာတွေအားလုံးကို၃ခုအရှုံးကနေပြီးတော့ခံပတ်ပြန်လာနိုင်ခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ ပြသွားမှာပေါ့လေကစားသမားတွေ motivate တဲ့အတိုင်းပေါ့တွေ့လာတစ်ချိန်တော့ငါတို့သုံးခုပြတ်နဲ့ရှုံးခဲ့ရင်ပဲဒီလိုမျိုးတွေပြန်လာနိုင်ခဲ့တယ်ဘာညာဆိုတဲ့ပုံစံမျိုး motivate ဖို့ရှိတယ်အဲ့တော့သူတို့ကတော့နောက်တစ်ဆင့်ကိုတက်ဖို့စီမီရောက်ဖို့တော့ real တော့ကျင်းတည်စူးစမ်းအထုတ်မှာပဲအဲ့တော့တချို့တွေကပြောတာပေါ့လေအမ်မရီမို့လို့မင်းတို့ဘလို့နိုင်တယ် real မတုမို့ short တော့မတွက်နဲ့ဒုတိယအကြော့သူတို့ပြန်လာနိုင်ရင်ဘာညာပြောရမယ်လဲအာဆီနယ်မှာလေဒုတိယအကြော့အတွက်ပတ်သက်ပြီးတော့ကောင်းမွန်တဲ့ဂိမ်းပလန်ရှိမယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်။တေးရာတစ်ခေါက်တော့အာဆင်နယ်အသင်း နှစ်ကိုးထပ်မပေးရတဲ့အခြေအနေတွေကိုနောက်ဆုံးသတင်းတစ်ပုဒ်မှာကျွန်တော်ဖော်ပြပြီးသွားမှာပါတတိယမြောက်သတင်းတစ်ပုဒ်ကတော့ပေါ်တူဂီလိ ပေါ်တိုအသင်းစီကိုတရားသည့်ငှားချတာခဲ့တဲ့ဖေဘီယိုဗီရာကတော့မနေ့ကကာဆာဗီယာကို0-1နဲ့ပွဲစဉ်မှာခြေစွမ်းအရန်ပြခဲ့တာဖြစ်တဲ့အတွက်အကောင်းဆုံးကစားသမားဆုကိုအဲ့ဒီပွဲစဉ်မှာရရှိခဲ့ပါတယ်။အငှားကြီးယူ73,000နဲ့တွားရောက်ကစားနေပြီးတော့စာချုပ်ပါအချက်လျက်ပေါ်တိုအသင်းရဲ့တရားသည့်ကယ်မြောက်ပွဲစဉ်လေးရဲ့90ရာခိုင်နှုန်းကိုထည့်သွင်းခံရမယ်ဆိုတဲ့အချက်ကြောင့်ဒီကစားသမားကိုထည့်သွင်းတယ်ဆိုပေမဲ့ဒီကစားသမားပါဝင်ရုံနေမဟုတ်ဘူး။အသင်းအတွက်တကယ်ကိုအကျိုးပြုနိုင်ခဲ့တယ်။တချိန်တော့ကျွန်တော်တို့ပေါ်တိုအသင်းစီကနေခေါ်ခဲ့တဲ့ဖေဘီယိုဗီရာအတိုင်းပြန်ပြီးတွေ့ရတာ။အဲ့ဒီတော့တကယ်ကိုကျန်းတဲ့ ဖေဗီယိုဘီရဲရပါအင်္ဂလိပ်ကစားဟန်နဲ့အသားမကျလို့အဆင်မပြေလို့လက်ရှိချိန်မှာပြန်ပြီးအငှားချထားပြီမဲ့လက်ရှိချိန်မှာတော့ဒါကြောင့်တစ်ချိန်လုံးကခေါ်ခဲ့တဲ့ဖေဗီယိုဘီရဲကိုပြန်ပြီးမြင်တွေ့လာတာပေါ့လေတချို့ report တွေကဆိုရင်တော့အာတီတာကဒီစားမပြန်လာခဲ့ရင်တော့အယောင်စင်းတင်ဖို့ရှိတဲ့ဆိုတဲ့တတိချို့ထွက်ပြီးမဲ့လေအခုခြေစွမ်းပြန်ပြလာပြီးနောက်ပိုင်းမှာ အားစားဒါရိုက်တာတဲ့အန်တီဗာတာနဲ့တိုင်ပြီးတော့ဒီကစားသမားရဲ့အခန်းကဏ္ဍကိုရောင်းချမလားအသင်းမှာဆက်ပြီးအထက်ကစားသမားဖြစ်ထိန်းသားမလားဆိုတော့ကိုတော့ပြန်လဲသုံးသက်နေရလို့လဲကြားသိရပါလေတကယ်ကိုကောင်းမွန်တဲ့ကစားသမားပါဒီအသင်းမှာပြိုင်ပွဲဆိုမှဆိုရင်32ပွဲတိဝင်ဆော့ထားတယ်24နှစ်ရဲ့ပေါ်တူဂီသားတော့နှွေးမှာအာဆင်နယ်စီပြန်လာတော့မှာပါ Transfer Market မှာ Euro 30ကျော်တန်ကြီးရှိပြီးတော့ဒီအသင်း ေါ်တူဂီလီ21ပွဲမှာ16ပွဲထိပွဲထွက်ကစားထားတယ်၄ကိုသွင်းပြီးတော့3လုံးဖိုင်ထားတယ်ပြိုင်ပွဲစုံဆိုရင်တော့5ကိုသွင်းပြီးတော့4လုံးဖိုင်ထားပါတယ်ကျွန်တော်2022တုန်းကခေါ်ကေတုန်းကရီယို35တန်းနဲ့ပေါ်တူအသင်းစီကရောက်လာခဲ့တဲ့ချက်တိတ်ကလေးကတော့ပေါ်တူမြေမှာပြန်ပြီးခြေစွမ်းနေပြနေတယ်အဲဆိုတော့အင်္ဂလိပ်ကစားဟန်တွေပဲအသားမကျလားဒီ physical ဘိုင်းမှာပဲရုံးကန်ရတာတော့မသိဘူးဒါပေမဲ့ပေါ်တူဂီလိမှာတော့သူ့ရဲ့အရင်ပုံစံကိုပြန်ပြီးရှာတွေ့ခဲ့တယ်အဲဆိုလာမိတ်ရာတီမှာအာဆင်နယ်တင်းရဲ့ကွင်းလယ်မှာ ဖေဗီယိုဘီယာကိုတိုင်းတာတစ်ခုတည်ပြပြီးအားကိုရရင်စကွတ်တောင်းနဲ့အရန်ကစားမတူဖြစ်အရန်ကမှမြင်တွေ့လာဖို့တော့ရှိနေပါတယ်။ပြီးရတိုင်းပဲအာဆင်နယ်တင်းရဲ့ကွင်းလင်ကလည်းထပ်ပြီးရောက်မဲ့ကစားသမားရှိသလိုအခုဝမ်နီလိုကစားသမားမျိုးတွေလူဝစ်စကေလိုကစားသမားမျိုးတွေကလည်းကွင်းလင်မှာထပ်ပြီးဖြည့်ဆော့လို့ရတာဖြစ်တဲ့အတွက်ဖေဗီယိုဘေးရပြန်လာပြီးခြေစွမ်းအရန်ပြမယ်ဆိုရင်တော့မှအရန်ကမှအရင်ဆုံးရှိနေဦးမယ်လို့ကျွန်တော်ထင်ပါတယ်။ ဒီ season လေးကိုဒီကဝင်ကြီးပောင်းပြီးတဲ့ show ပေါ်လုံး online အကြီးအုံလဲကျေးဇူးတင်ပါတယ်အမဆုံးမဲ့ဆုံးတော့ Viber ဖုန်းနံပါတ်တင်ချော9016635တင်ချော်ဆက်တက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရိုက်နိုင်ဖြစ်လို့ဝေဘုံဝေဆိုင်ရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတက်ဆုံးလို့ YouTube မှာကိုထုဘောရှိရိုက်ရှာပြီးကျွန်တော်အားပြုလို့ရပါတယ် Viber ခုချကို sport online ငါတို့လုံးမိတူကိုကစားလို့ရနေပါပြီခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Arsenal သင်းက2-6ထပ်ပို့ပြီးပေးရခြင်းမရှိရရက်ပေါင်းကတော့492ရက်ရှိသွားခဲ့ပါပြီကျွန်တော်နောက်ဆုံးပေးကို2-6ထပ်ပို့ပြီးပေးခဲ့တဲ့အသင်းကလူတန်တောင်းသူတို့အိမ်ကွင်းမှာ 3 9 4 9နဲ့ကျွန်တော်တို့နိုင်ခဲ့တဲ့ပွဲစဉ်မှာဆိုရင်၃ခုအထိကျွန်တော်တို့ခွင့်ပြုခဲ့တာအဲနောက်ဆုံးပဲရပ်ပေါင်း462ရက်ရှိခဲ့ပြီအခု real ကခံပတ်ပြန်လာမဲ့ဘာညာဆိုတဲ့ချိန်မှာတော့ဒီ record တွေကပြန်ပြီးထွက်ပေါ်လာပေါ့လေ premier league လို့ခက်ခဲကြမ်းတမ်းတဲ့လိတွေတရားသည့်တရားသည့်ဖြတ်တန်းပြီးတဲ့အချိန်မှာတော့မှကျွန်တော်တို့ဒီနှစ်ခုတက်ပုံမပေးခဲ့ရအောင်ပြီးတော့ကျွန်တော်တို့အသင်းက premier league မှာဆိုရင်28ခုနဲ့ပေးခုအ ਨੇ ဆုံးအသင်းပဲဒီရာသီမှာ champion league အုပ်စုပျံပြိုင်ပွဲအစ်စ်မှာပေါ့လေ၈ပွဲကစားပြီးတဲ့အချိန်မှာပေးခု၃ခုပဲရှိတယ် 16တင်အဆင့် PSV နဲ့နှစ်ကြော့ကံပြီးတဲ့အချိန်မှာပေကို3ကိုပဲရှိရနှစ်ကြော့ပေါင်းတော့အခု quarter final နဲ့ပထမကြော့ကံပြီးတဲ့အချိန်မှာပေကို 0တကယ်ကိုခံစစ်တောင့်တင်ပြီးတော့ကြစ်လက်တဲ့အတင်တင်ကခေဗီယောဆာလီဗာအထိုင်ဆိုရင်တော့မှဒုတိယအကျော်စပိန်မြေမှာကောင်းကောင်းဟန်တယ်လုပ်ပြီးနှစ်ကိုးထပ်ပို့ပြီးပေးရဖို့မရှိဘူးထင်တယ်အခက်မသိရင်အာဆင်နယ်ကတော့မှကောင်တာတက်စ်တင်နဲ့နိုင်ကောင်းနိုင်သွားနိုင်တယ်ဗောလေကျွန်တော်ကတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးရင်ခုန်နေတယ်ကိုကစားသမားလေးဒီပွဲနဲ့ပတ်သက်ပြီးကောင်းကောင်းကင်တွင်နိုင်မယ်ထင်တယ်ချန်ပီယံလိမှာကျွန်တော်တဖြည်းဖြည်းနဲ့အတွေ့အကြုံလေးပြန်ပြီးရလာလို့ကစားသမားလေးကဒီပွဲမှာကောင်းကောင်းလေးကင်တွင်လိုက်နိုင်တာကိုတွေ့လာရဗောလေအဲ့တော့ရီယယ်မက်ဒရစ် ထမ်းပတ်ပြန်လာနိုင်ခဲ့တဲ့ပွဲစဉ်ကြောင့်ကျွန်တော်တို့ချက်ပြောလိုက်အောင်ကျွန်တော်ကတော့ဒီမှာချန်ပီယံလိမှာဆိုတော့၃ပွဲတွေ့ထားတယ်အဲ့ဒါ PSG က1-0နဲ့ Real Madrid ကိုနိုင်တယ်ဒါပေမဲ့စပိန်ပြည်မှာတော့3-1နဲ့ PSG ပြန်ရှုံးသွားတယ်နောက်တစ်သင်းက Manchester City 4-3နဲ့နိုင်ထားတယ်ဒါပေမဲ့စပိန်ပြည်မှာတော့3-2နဲ့ပြန်ရှုံးတယ်နောက်ထပ်တစ်သင်းက Wolves 2-0နဲ့ Real Madrid ကိုနိုင်တယ်ဒါပေမဲ့ Spain ပြည်မှာတော့3-0နဲ့ပြန်ရှုံးတယ်ဒီအသင်းတွေကိုကြည့်လိုက်တဲ့အခါမှာ Arsenal လိုမျိုး3-0ပြတ်နိုင်ထားတဲ့အသင်းတွေမဟုတ်ဘူးသူတို့ဒီ ဒုတိယကြော့ကမ်ဘက်ပြန်လာမှုမှာ6ခွာချက်ချက်အရန်များသွားသူမြဲပထမကြော့အနိုင်ဒီမှာကြည့်ရင်တကူ2-6ဆိုတဲ့ခြားနာချက်တွေပဲကျွန်တော်တွေ့ရတယ်။အဲ့တော့အာဆင်နယ်တင်းကတကယ်ပဲသူတို့ပြောသလိုကြော်ဖြတ်ရလွယ်မယ်အသင်းတစ်သင်းဖြစ်မလား။ဒါမှမဟုတ်အာဆင်နယ်တင်းရဲ့ဖော်မြူလာကြီးဂျာထဲမှာပဲ quarter final ကို Real Madrid လက်ပြသွားမလားကျွန်တော်စောင့်ကြည့်ရမှာပါ။အဆုံးထိကြည့်ပြတဲ့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။